ြောတယ်လှုပ်တယ်ဒီနှစ်ခုဟာဆက်သွယ်မှုနဲ့ပတ်သက်လာစိတ်ထဲဖြစ်တာကိုဒီနေရာမှာမပြောဘူးအဲ့တော့နှုတ်နဲ့ထုတ်ပြောပြီးဆိုတဲ့အခါမှာနှုတ်ကိုစီကံထားဖို့လိုအပ်တယ်တမဝါစာဆိုတာနှုတ်ကိုစီကံထားတာလူတွေကပြောကြတယ်ပါဇတ်ဆိုတာတဲ့ခမင်းစားဖို့နဲ့စကားပြောဖို့ထား ဟုတ်ဘူးလားဆိုဟုတ်တာပေါ့နော်သစ္စာကဘာလောက်ထားတော့ဆိုခမင်းစားဖို့ရေစကားပြောဖို့ဒီနှစ်ခုဟုတ်ပြီခမင်းစားဖို့ဆိုတဲ့အခါမှာစားကြင်အားတွေရှောက်စားရင်ရောကျမကြီးမထိခိုက်ဘူးလားထိခိုက်တယ်ဘဇက်ကလည်းပဲပြောကြင်အားတွေရှောက်ပြောမယ်ဆိုလို့ရှိရင်မထိခိုက်ပြေဘူးလားထိခိုက်တာဒါကြောင့်မို့စားကြင်အားတွေစားလို့လည်းမဖြစ်ဘူးပြောကြင်အားတွေပြောလို့လည်းမဖြစ်ဘူးစိတ်ကမ်းတာ